အလင်းလှိုင်းကွန်ရက်ကနေကြိုဆိုပါရစေ။ဒီကနေ့ဖတ်ပြပေးမှာကတော့ဗမာပြည်ကွန်မြူနတီပါတီဗဟိုစည်းဝေးကော်မတီရဲ့အားပေါ်ပြည်သူအာဏာကြမ်းတဲ့အမှတ်16 2009ဩဂုတ်လတုန်းမှာဖော်ပြပါရှိတဲ့ဖက်ဆစ်စနစ်အကြောင်းပြောကြမယ်ဆိုရင်ဆိုတဲ့ဆောင်းပါဖြစ်ပါတယ်။ဒီဆောင်းပါကိုဖတ်ကြတဲ့ဆက်ပေးခြင်းဖြင့်ဗမာပြည်ဖက်ဆစ်တော်လှန်ရေးအောင်ပွဲနေကြီးကို အထိမ့်မှတ်ပြုလိုက်ရပါတယ်။ passive စနစ်အကြောင်းပြောကြမယ်ဆိုရင်၁ passive and ye သတိရှိကြလော့သူ့ကိုဟစ်တလာကို မွေးထုတ်ပေးလိုက်တဲ့ခွေးမဟာအခုထိအရွေးလိုက်ခြင်းစိတ်မပြောက်သေးဘူး။ part of break passive water ခေါင်းထောင်ထောင်ထနေတာကိုတွေ့ရပြီးတဲ့နောက်မှာဂျာမန်ကဗျာဆရာ Bader Bright ရဲ့တက်လှန့်တံပါ ဗမာပြည်ပြည်သူတွေကတော့ဒုတိယကမ္ဘာစစ်ကြီးမှာ အာရှဖက်စစ်ရဲ့ခါသိမှုကိုကောင်းကောင်းကြီးခံစားလိုက်ကြပူပါတယ်အခုလဲဖက်စစ်နီးဖက်စစ်ဟန်စစ်ဝါဒကိုခံစားနေကြရစေပါဒါကြောင့်ဖက်စစ်စနစ်အကြောင်းရှင်းလင်းဖော်ပြဖို့တာဝန်ရှိလာပါတယ်နှစ်ဖက်စစ်စနစ်ဖက်စစ်စနစ်ဆိုတာပထမကမ္ဘာစစ်အပြီးအီတလီဂျာမနီပိုလန်ဟန်ဂရီနဲ့ စပိန်စတဲ့နိုင်ငံတွေမှာ ပေါ်ပေါက်ခဲ့တဲ့နိုင်ငံရေးစနစ်တစ်ခုဖြစ်ပါတယ်။နောက်ပိုင်းပေါ်တူဂီအာရှတိုက်မှာဂျပန်စတဲ့နိုင်ငံတွေလည်းဖက်စစ်နိုင်ငံတွေဖြစ်လာပါတယ်။ပေါ်ပေါက်လာရတဲ့အကြောင်းရင်းကတော့အုပ်စိုးသူလူထမ်းသားဟာပါလီမန်လွှတ်တော်စနစ်တနည်းပြောရရင်ဒဏ္ဍာရှင်ဒီမိုကရေစီစနစ်ဆိုတဲ့နှီးဟောင်းတွေနဲ့မအုပ်စိုးနိုင်ကြတော့လို့ပြည်တွင်း policy မှာ ကြောက်လောက်အောင်ချင်းရောက်တဲ့နှီးပြည်ပ policy မှာ ျူးကျော်နေချဲ့တဲ့ဤတွေတုံးလာကြရကပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ passive ဝါဒဟာ social ဝါဒ liberal ဝါဒတို့နဲ့တိုက်ရိုက်ဆန့်ကျင်တဲ့ဝါဒဖြစ်ပါတယ်။နိုင်ငံသားတို့အနေနဲ့တီးကြားလွတ်လပ်စွာပြုမှုပြောဆို권နဲ့ပစ္စည်းပိုင်ဆိုင်권ဟူ၍မရှိနိုင်ငံကပေးသလောက်အခွင့်အရေးကိုသာခံစားရမယ်။သူတို့ရဲ့အသက်နဲ့စီးစိမ်ဥစ္စာကိုနိုင်ငံတော်ကပိုင်တယ်။နိုင်ငံတော်ကချမှတ်ထားတဲ့ဘယ်လုပ်ငန်းကိုမဆို ဝေဖန်ပြောဆိုခြင်းသဘောမတူရှိခြင်းများကိုနိုင်ငံတော်တစ္ဆာဖောက်မှုအဖြစ်မှတ်ယူတယ်။အတိုက်ခံပြုသူသွေးဖီသူမှန်သမျှကိုထောက်လန်းဖျက်ဆီးဖို့လျှို့ဝှက်ရဲတွေအသင့်ချထားတယ်။အမှတ်မထင်ဝေဖန်ပြောဆိုမိရင်တောင်ချက်ချင်းအဖမ်းခံရမယ်။အပြစ်ပေးခံရမယ်။အတိုက်ခံပါတီမှန်သမျှဖျက်သိမ်းပစ်တယ်။လူတို့ကိုအသိဉာဏ်ပေးတဲ့စာနယ်ဇင်း ရေဒီယိုစတာတွေမှာအနာပိုင်တွေသိစေခြင်းနဲ့ နားလေစေခြင်းနဲ့အချက်လက်တွေကိုသာပါစေဖို့ဖြတ်တောက်ပြညတ်တယ်။ပြည်ပတို့လွတ်လပ်စွာ သွာလာခွင့်ကုသန်းရောင်းဝယ်ခွင့်မရှိ။ပြည်သူလူထုကို အမျိုးသားရေးစိတ်သက်လှုံ့ဆော်ပြီးစစ်သွေးစစ်မှန်အမြဲတက်နေအောင် လုပ်တယ်။နိုင်ငံရေးပေါ်ရစီမှာတခြားမျိုးသားတွေပေါ်လူစိတ်ကင်းမဲ့တဲ့ရန်လိုစိတ်တွေလှုံ့ဆော်ပြီးနီးနာကြတော့အလွန်အကျွံရက်ဆက်ရိုင်းဆိုင်တဲ့ကျူးကျော်ရေးဝါဒဖြစ်တယ်။ ြည်တွင်း policy ဖက်စစ်တွေရဲ့ရည်ရွယ်ချက်ဟာလူလူကြီးကို ထင်းသလိုသွေးဆုပ်ဖို့ဖြစ်တယ်။ဒါပေမဲ့အရင်ရှင်စနစ်ဆန့်ကျင်ရေးဆိုတဲ့အပါနက်ဆုံးဝါဒဖြန့်မှုနဲ့လူလူကိုချင်းကပ်တယ်။ဒနရှင်လူတန်းစားရဲ့ဘန်တိုက် trust နဲ့ဘန်နာထိပ်သီးများပေါ်လုံသားပြည်သူတွေထားရှိတဲ့နှက်ဆိုင်တဲ့မုံတိမှုကိုအသုံးချပြီးနိုင်ငံရေးမရင့်မဲ့သေးတဲ့လူလူကိုသွေးအဆောင်နိုင်ဆုံးကြွေးကြော်တဲ့တချို့ပေါ်ထုတ်မိတ်ဆက်ပေးပြီး ဆွဲဆောင်ခဲ့ကြတယ်။အများအကျိုးဟာတူညင်အကျိုးထက်မြင့်မြတ်တယ်။ဂျာမနီငါတို့နိုင်ငံဟာအရင်းရှင်များရဲ့နိုင်ငံမဟုတ် တနိုင်ငံလုံးတစုတစည်းတည်းရှိတဲ့နိုင်ငံတော်ဖြစ်တယ်။အီတလီသွေးဆုပ်မှုကင်းမဲ့တဲ့ဂျပန်ပြည်ဖြစ်ရေးဂျပန်ဥစ္စာဒနာများအတူတကွခံစားကြအမေရိကန်ဒီလိုနဲ့လူတို့ကိုသူတို့ခွင်နဲ့ဆွဲထည့်ထားလိုက်ကြတယ် ဂျာမနီမှာကိုကိုကိုအမျိုးသားသူရဲကောင်းတွေအဖြစ်တစိုက်ကပ်ပြီးဗာဆေးစာချုပ်ဆန့်ကျင်ရေးကြွေးကြော်တန်တင်ကဒနာရှင်ပေါ့ဆာတွေရဲ့ထောက်ခံမှုရအောင်လုပ်ခဲ့တယ်။ဂျပန်ကတော့အရှိအာရှတာလူညီမြရေးကြွေးကြော်တန်နဲ့နှက်ချက်ကျူးကျော်ခဲ့တယ်။ဖက်ဆစ်အစိုးရတွေဟာပြည်သူတွေကိုလက်ယူလက်စားအကျင့်အပြတ်ပြားဆုံးအရာရှိဆိုးတွေရဲ့စီမံချေလှမ်းမှုအောက်မှာထားပြီးပြည်သူတွေရဲ့ရှေ့မှာကြတော့တန်ရှင်းမျှတတဲ့အစိုးရအဖြစ်အသိမှတ်ပြုခံကြကြတယ်။ ဒါတွေကတော့သမိုင်းမှာထင်ဟပ်ခဲ့တဲ့ဖက်စစ်စနစ်ရဲ့ပုံပန်းတရံတွေဖြစ်ပါတယ်၃စီးပွားပြက်ကပ်ပြည်သူနဲ့အစိုးရဖက်စစ်နဲ့စစ်ပေါ်လာစီ1929ခုအောက်တိုဘာလထဲမှာ American stock ဈေးကွက်ပြတ်သွားခဲ့တယ်။ဒီကနေ့တစ်ဆင့်ကူပြီးတကဘာလုံးစီးပွားပြက်ကပ်ဆိုက်ခဲ့ကြရတယ်။နိုင်ငံများစွာဒေဝါလီခံကြရတယ်။လုပ်ငန်းတွေရပ်ဆိုင်ပြီးအလုပ်လက်မဲ့တွေတိုးပွားလာပါတယ်။ ဆက်မှုနိုင်ငံများဖြစ်တဲ့အမေရိကန်မှာအလုတ်သမား12သန်းဂျာမနီမှာ9.6သန်းအင်္ဂလန်မှာ2.8သန်းအလုတ်လက်မဲ့ဖြစ်ကုန်ကြတယ်။အဲ့ဒီခေတ်လူဦးရေရဆိုရင်ယာကန်လုံးသိပ်များပါတယ်။အစိုးရအသီးသီးကပို့ကုန်၊တွင်းကုန်တွေမှာအကောက်ခွန်နှုန်းတိုးမြင့်စီးကျခြင်းပိတ်ပင်ခြင်းစတာတွေနဲ့ကာကွယ်ဖို့စ조사ကြလို့ကမ္ဘာကုန်သွယ်ရေးတိတိတတ်တာကြာဆင်းသွားပါတယ်။အစိုးရတည်တည်ဟာ အကြက်တဲဖြစ်ရတဲ့ဝန်ထုပ်အလုံးကိုအခွန်နှန်းပြည်သူတွေရဲ့ပခုံးပေါ်လွှတ်တင်ဖို့လှုပ်လာကြတယ်။အင်အားချိနဲ့သိငယ်တဲ့အမျိုးသားတွေကိုကျွံဖြစ်သွတ်သွင်းပြီးကိုလိုနီနိုင်ငံတွေကိုပုံမဖိနှိပ်ဖို့ဒါပြင်စစ်ရေးနည်းနဲ့ကဘာကိုအစ်တတဖန်ပြန်လဲခွဲဝေပြီးဈေးကွက်ပြဿနာ ဖြေရှင်းဖို့လည်းလှုပ်လာကြတယ်။ဖက်မှာပြည်တွင်းပြည်ပတော်လှန်ရေးအင်အားစုတွေတိုးပွားကြီးထွားလာမှာကိုကြိုတင်တားဆီးဖို့ကြံစီကြတယ်။ အုပ်စိုးသူတွေအတွက်ငြိမ်းချမ်းတဲ့နိုင်ငံရေး policy နဲ့လက်ရှိအခြေအနေကအလွတ်ယုံထွက်ဖို့ထွက်ရလန်ရှာမရတဲ့အတွက်ကြောင့်စစ် policy ကိုမတုံးစွဲရင်မဖြစ်တော့ဘူးလို့လည်းခံယူလာကြတယ်လေပေါ်ပေါက်ပုံကဘာမှာဖက်စစ်စနစ်အနှံ့ပြားပေါ်ပေါက်လာကြတဲ့အထက်ကဒုတိယကဘာစစ်ဖြစ်စေတဲ့အထိဖက်စစ်တရုတ်ကိုအတိုင်းအတာအရအလွန်လွန်ကဲကဲဖော်ပြခဲ့ကြတဲ့ဝင်ရုံးစုံသုံးနိုင်ငံနဲ့စပိန်အကြောင်းပြန်ပြောင်းပြောလိုပါတယ် အီတလီအမျိုးသားရေးဝါဒသမားကွန်မြူနစ်ဆန့်ကျင်ရေးသမားတခါကဆိုရှယ်လစ်ဖြစ်ခဲ့တဲ့မူဆိုလီနီရဲ့ဥဆောင်မှုနဲ့1919ခုနှစ်မတ်လ23ရက်မှာဖက်ဆစ်ဝါဒဆိုတာစပေါ်လာခဲ့တယ်အင်အားကြီးလာရက1922ခုနှစ်မှာဘရင်ကဖိတ်ခေါ်ပြီးအစိုးရဖွဲ့စီပါတယ်ဖွဲ့ပြီးလို့မကြာမီမှာပဲအီသီယိုးပီးယားကိုဝင်သိမ်းလို့နိုင်ငံပေါင်းချုပ်အသင်းကြီးကကန့်ကွက်ပြီး အမိန်တွေထုတ်ခဲ့ရတယ်။ဒီအမိန်တွေကိုဂရုမစားခဲ့ပါဘူး။ဗျောင်ဆန့်ကျင်ခဲ့ပါတယ်။အီတလီဖက်စစ်တပ်ဖွဲ့ဝင်တွေဟာအများအားဖြင့်စစ်မှုထမ်းဟောင်းတွေဖြစ်လို့ဖက်စစ်တပ်ဖွဲ့ကိုကြနာစွာစီးယုံနိုင်ခဲ့ကြတယ်။ရှက်နဲ့တသားများဖြင့်နာမည်ကြီးခဲ့တယ်။1925ခုနှစ်မှာအတိုက်ခံအဖွဲ့အားလုံးကိုပြင်းပြင်းထန်ထန်နှိမ်နှင်းလိုက်ပြီးနောက်မှာတော့မူဆိုလီနီဟာစစ်တပ်ကြီးတရက်လုံးကိုလက်ကင်ပြုတ်ကအာနာရှင်ဖြစ်ခံယူလိုက်ပါတယ်။ ဂျာမနီဟစ်လာက1919ခုနှစ်မှာပဲဂျာမန်လူမျိုး National Socialist အလုသမားပါတီလို့အဓိပ္ပာယ်ရတဲ့နာဇီပါတီကိုထူထောင်ခဲ့တယ်။အမျိုးသား Socialist ပါတီနာမည်ခံယူထားပေမဲ့အမှန်မှာ Socialist လမ်းစဉ်မဟုတ်။ရီမန်းချက်ကဂျာမနီနိုင်ငံရဲ့စစ်အင်အားကို ကြီးထွားဖွံ့ဖြိုးစေဖို့ကမ္ဘာကိုဂျာမန်လူမျိုးတွေကတာလျင်လွှမ်းမိုးဖို့ဖြစ်တယ်။ဥရောပလူမျိုး Aryan တွေက တခြားလူမျိုးတွေထက်တာလွန်မြင့်မြတ်တယ်လို့ခံယူရတယ်။ဂျာမနီမှာစီးပွားပြတ်ကတ်ကိုအကြောင်းပြုပြီးဖက်ဆစ်အမျိုးသားရေးအစွန်းရောက်သမားတွေခေါင်းထောင်ထလာကြပါတယ်။စီးပွားရေးကြက်တဲမှုကြီးဟာဖီစည်းတဲ့ဖီစည်းလာတဲ့အခါလူလူအနေနဲ့သူတို့ကိုတနည်းတလန်းနဲ့ကဲတင်လိုက်မယ်လို့ထင်တဲ့ယုံလောက်အောင်ဆွဲဆောင်နိုင်တဲ့ပါတီကိုဝိုင်းဝန်းအားပေးတတ်တာဓမ္မတာပါ။နာဇီပါတီကအခွင့်အရေးကိုအသုံးချကအမျိုးသားရေးကိုလှုံ့ဆော်ပြီး လူတို့ရဲ့ထောက်ခံမှုရအောင်ကြိုးပမ်းနိုင်ခဲ့ကြတယ်။စက်မှုလက်မှုလုပ်ငန်းရှင်တွေကလည်းဆိုရှယ်လစ်နဲ့ကွန်မြူနစ်ဝါဒတိုက်ဖျက်ခြင်းကိစ္စမှာသဘောကျညီကြလို့နာဇီပါတီကိုအင်တိုက်အားတိုက်အားပေးခဲ့ကြတယ်။အလို့သမားသမဂ္ဂတွေဖွဲ့စည်းတာကိုအလို့ရှင်တွေကခုခံတိုက်ဖျက်နိုင်ဖို့အတွက်ထောက်ခံခဲ့ခြင်းလည်းဖြစ်တယ်။ဒါကြောင့်1933ခုနှစ်ဇန်နဝါရီလမှာနာဇီခေါင်းဆောင်ဟစ်လာကိုသမ္မတဟင်တင်ဘတ်ကအဓိပတိဖြစ်ကြီးညာခန့်အပ်ပေးခဲ့ပါတယ်။ ဒါပေမဲ့လက်တွေ့အရကတော့ဟစ်တလာရဲ့အာဏာရှင်စနစ်တည်မြဲစေဖို့တိမ်တမ်းမကတဲ့ဂျာမန်လူမျိုးတွေဟာလက်နက်နဲ့နှိပ်ကိုချင်းသာခံခဲ့ရပါတယ်။သမိုင်းပြဆိုချက်ကတယူတန်းအမျိုးသားရေးဝါဒကင်ဆွဲလာရင် သူများအမျိုးသားတွေခြေမုံးဖြက်စီးခံရတာတင်တာမကမိမိမျိုးသားများလည်းဖိနှိပ်ဖြက်စီးခြင်းခံရတယ်ဆိုတာပါပဲ။အတိုက်ခံပါတီဟူ၍မရှိစေရပဲနိုင်ငံအာဏာကိုနာဇီခေါင်းဆောင်တွေရဲ့လက်မှတ်သာထားပြီးအုပ်ချုပ်တဲ့နိုင်ငံဖြစ်လာပါတယ်။ စပိန်1923ခုနှစ်မှာ Primo di Rivera အာနာရှင်ဖြစ်လာပါတယ်။တရင် Alfonso က1930မှာအာနာရှင်စနစ်ဖျက်သိမ်းကြောင်းကြေညာပေမဲ့ဩဇာမတက်ရောက်ခဲ့ပါ။1930ခုကြာမှာတိုင်းပြည်ကနှင်ထုတ်လို့ရပါတယ်။1936ခုမှာ Socialist Communist သမရနိုင်ငံလိုလားသူတွေနဲ့ Senegal မင်းမဲ့ဝါဒပါတီများပူးပေါင်းပြီးအစိုးရဖွဲ့ခဲ့ကြတယ်။ဒါပေမဲ့ ဖရန်ကိုခေါင်းဆောင်တဲ့စစ်တပ်အရာရှိတွေကလက်မခံပုံကန်ခဲ့ကြတယ်။သုံးနှစ်ကြာစစ်ပွဲမှာ လူတသန်းခန့်သေကြေခဲ့ရတယ်။တမရနိုင်ငံဘက်ကဆိုဗီယက်ယူနီယံပြင်သစ်မက္ဆီကိုတို့ကကူညီခဲ့ကြပြီးဖရန်ကိုကိုဖက်စစ်အီတလီဂျာမနီတို့ကကူညီပါတယ်။အင်္ဂလိပ်ကတော့ကြားနေတယ်ပြော့ပြီးဂျာမနီဘက်ကပေးပါတယ်။နောက်ဆုံးဖရန်ကိုအနိုင်ရသွားပါတယ်။ Primordial Rivia မလုံနိုင်တဲ့ကိစ္စတွေကို ဖရန်ကိုကလုံနိုင်ခဲ့ပါတယ်ဒုတိယကမ္ဘာစစ်အတွင်းကြားနေတဲ့ကြင်ညာပြီးဖက်စစ်နိုင်ငံတွေနဲ့နီနီကက်ကက်ဆက်ဆံခဲ့လို့ကုလသမဂ္ဂက1955ခုနှစ်ထိကျင်ထားတာခံခဲ့ရတယ်ဖရန်ကိုက1969ခုမှာမင်းသားဟ ோம் ကာလတ်စ်ကို အနာဂတ်ဘရင်နဲ့နိုင်ငံအကြီးအကဲဖြစ်ယာထားပေးခဲ့တယ်အခုထိဘရင်ဖြစ်နေစေပါဂျပန်အာရှမှာရှိတဲ့ဂျပန်ပြည် ဖက်စစ်နိုင်ငံဖြစ်လာပုံကြတော့စစ်ဝါဒကနေကူးပြောင်းလာခြင်းဖြစ်ပါတယ်။မူလကတော့ဂျပန်နဲ့တရုတ်လိုအနောက်နယ်ချဲ့နိုင်ငံတွေရဲ့မမျှတတဲ့စာချုပ်တွေကိုလက်မှတ်ထိုးပေးခဲ့ရတဲ့တိုင်းပြည်ဖြစ်ပါတယ်။မေဂျီပြုပြင်ပြောင်းလဲရေးတွေကြောင့်တိုးတက်လာခဲ့တဲ့ဂျပန်ဟာ1896ခုနှစ်များကြာမှစာချုပ်ကိစ္စတွေဖြေရှင်းနိုင်ခဲ့တာပါ။တိုင်းပြည်ကာကွယ်ရေးအတွက်အလေးထားစိုးရိမ်စိတ်တို့ကနယ်ပယ်ချဲ့ထွင်လိုတဲ့စိတ်ကိုအလွယ်တကူပြောင်းလဲသွားစေခဲ့တယ်လို့ ခန္ဓာအောင်ဏိကုံးချုပ်ပေးတဲ့သမိုင်းဆရာတချို့လည်းရှိပါတယ်။တကယ်တမ်းတွေ့ရတာကတော့အစွန်းရောက်အမျိုးသားရေးစိတ်အခံနဲ့စီးပွားရေးနယ်ပယ်ချက်ထွင်မှုအတွက်အဆက်မပြတ်ကျူးကျော်စစ်များဆင်နွှဲခြင်းဖြစ်ပါတယ်။ဂျပန်မှာအဲ့ဒီတုန်းကဘရင်နဲ့ဗြိတိတဲ့လူဒန်းစားကဖက်စစ်ဝါဒကိုသဘောကျတယ်။အာရှကိုစိုးမမဲ့ဧကရဖြစ်အောင်လုပ်ပေးလိုပဲ။ဖက်စစ်ဝါဒတွေကလည်းဘရင်ကိုဖျားတဆူဂူတလုံးဖြစ်အောင် ပြရုပ်အဖြစ်ထားပြီး ဂျပန်ဖက်စစ်ဝါဒကိုအစွမ်းကုန်ကျင့်သုံးနိုင်ကြလို့ကြေညက်တယ်1894 95မှာထိုင်ဝမ်ကျွန်းကို သိမ်းပါတယ်1904 1905မှာရုရှားကိုနိုင်ပြီးစကားလင်ကျွန်းကို သိမ်းမြန်ပါတယ်အာအင်တောက်တင်းလာတာနဲ့မျှတရုတ်စီကအခွင့်အရေးတွေကို တိုးယူပိုအနိုင်ကျင့်ပါတယ်1910မှာကိုရီးယားနဲ့ဂျပန်လက်အောက်ရောက်သွားရပြန်ပါတယ်1914ပထမကမ္ဘာစစ်ဖြစ်လာတော့ တရုတ်ပြည်စံတုံးပြည်နယ်ကဂျာမန်တွေကို တိုက်ထုတ်ပြီးအခွင့်အရေးတွေလက်ပြောင်းယူပါတယ်။ပစိဖိတ်သမုဒ္ဒရာအတွင်းကဂျာမန်ပိုင်းကျွန်းတွေကိုလည်းတိုက်ယူလိုက်ပါတယ်။1931မှာမန်ချူရီးယားကို သိမ်းပြီးတရုတ်နန်းကြဘရင်ပူကြီးကိုရုပ်သေးနိုင်ငံအကြီးကဲခန့်ခဲ့တယ်။1932မှာတရုတ်နဲ့စစ်ဖြစ်ပြန်ပါတယ်။မန်ချူရီးယားကိုဝင်သိမ်းတဲ့ကိစ္စနိုင်ငံပေါင်းချုပ်အသင်းကြီးမှာအခြေတင်ဆွေးနွေးကြတော့လက်ဦးမှုရှိရှိအသင်းကြီးကနေ နှုတ်ထွက်လာပါတယ်။ဒါတွေကတော့ဂျပန်ပြည်မှာစစ်ဝါဒီတွေလွှမ်းမိုးဖို့ဖြစ်လာစေတဲ့နောက်ခံတွေပါ။စီးပွားရေးဘက်ကိုစစ်ရေးတိုးချဲ့မှုကအထောက်အကူပြုခဲ့တာတွေလည်းရှိခဲ့ပါတယ်။ပထမကမ္ဘာစစ်တွင်လက်လန်းမိတလို့ပါဝင်ခဲ့ရာကတိုင်းပြည်မှာအမြဲချို့တက်နေတဲ့ကုန်ကြမ်းပစ္စည်းတွေရခဲ့ပါတယ်။ပြည်တွင်းထုတ်လုပ်မှု တိုးတက်လာခဲ့တယ်။စစ်ရေးအချက်လက်တွေကအကြီးစားဆက်မှုလုပ်ငန်းတိုးချဲ့မှုကိုတွန်းအားပေးနိုင်ခဲ့တယ်။ 1929နှစ်မြောက်ရောက်တော့အကြီးစားဆက်မှုကဏ္ဍပြည့်ပြည့်စုံသွားတဲ့အဆင့်ရောက်ခဲ့တယ်။ထုတ်လို့ရေးအပိုင်းမှာလဝကြီးအုပ်ကုမ္ပဏီကြီးတွေလည်းပေါ်ထွန်းလာခဲ့တယ်။စိုက်ပျိုးရေးဘက်တိုးတက်အောင်လည်းလုပ်နိုင်ခဲ့ကြတယ်။ဒါပေမဲ့အမေရိကန်ရဲ့စီးပွားရေးဈေးကွက်ပြိုလဲမှုကဂျပန်ပြည်ကိုလည်းချမှတ်ထားရခဲ့ပါ။ကမ္ဘာကုန်သွယ်ရေးကျဆင်းမှုကဂျပန်ပြည်ရဲ့စီးပွားရေးနဲ့ပို့ကုန်လုပ်ငန်းကိုများစွာထိခိုက်စေခဲ့ပါတယ်။တော်ရော်မြို့ပါဒုက္ခရောက်ကုန်ကြပါတယ်။ ဒါကြောင့်စစ်တပ်အရာရှိတွေနဲ့အမျိုးသားရေးဝါဒီတွေကလက်ရှိအစိုးရကိုဝေဖန်တိုက်ခိုက်လာကြပါတယ်။ဒီလိုနဲ့1939ခုနောက်ပိုင်းကစပြီးဂျပန်ပြည်ရဲ့နိုင်ငံရေးမှာစစ်တပ်ရဲ့ဩဇာလွှမ်းမိုးမှုအထွတ်ထိပ်ရောက်လာပါတော့တယ်။ကက်ဘိနက်မှာနိုင်ငံရေးသမားအရေးအတွက်နည်းလာပါတယ်။1932ခုမှစစ်ရှုံးချိန်1945အထိဂျပန်ဝန်ကြီးချုပ်7ယောက်နဲ့8ယောက်ကစစ်ဗိုလ်ချုပ်တွေဖြစ်ပါတယ်။ ဖက်စစ်စနစ်ကိုတာဆူပြီးဆိုရင်ထုံးစံတိုင်းကွန်မြူနစ်တွေမတက်တာကြပါစီးပွားပြက်ကတ်မဆိုင်မီ1928ခုနှစ်ကလေးကဂျပန်ပြည်မှာကွန်မြူနစ်ထောင်ပေါင်းများစွာဖမ်းဆီးခံခဲ့ရပြီးဖြစ်ပါတယ်နယ်ချက်ဆန့်ကျင်ရေးပြောဆိုမှုတွေအပိတ်ပင်ခံကြရတယ်စာအုပ်နဲ့သတင်းစာထုတ်ဝေမှုကိုတင်းကျပ်စွာကင်တွယ်ခဲ့တယ်တိုးတက်သူမှန်သမျှကိုဆန့်ကျင်ဖို့အစိုးရကဦးစီးပြီးအရန်စစ်ရေးအဖွဲ့အစည်းတွေလူငယ်အဖွဲ့တွေ ကြက်ချင်ကြီးဖွဲ့တွေအမျိုးသမီးအသင်းတွေနဲ့ဘာသာရေးအသင်း၊တာရေးနာရေးအသင်းတွေကိုလှုံ့ဆော်အသုံးချခဲ့ကြတယ်။ပြောရမယ်ဆိုရင်စစ်ရေးအရပြည်ပမှာအောင်ပွဲခံနေတဲ့ဆိုနိုင်ပေမဲ့ပြည်တွင်းမှာတော့ဂျပန်လူမျိုးတွေအနေနဲ့မကြုံဘူးလောက်အောင်ကြီးမားတဲ့မတည်ငြိမ်မှုတွေကြုံတွေ့ခံစားကြရပါတယ်။ပြည်ပရောက်ဂျပန်တပ်သားတွေကအဆက်မပြတ်တိုက်ပွဲတွေတိုက်ရင်သေချေကြိုးကန့်နေကြရတယ်လို့ပြည်တွင်းမှာလည်းချောင်းမြောင်းတက်ဖြတ်တာအာနာသိမ့်ဖို့စူးစမ်းရင် တတ်ကြဖြတ်ကြတာစတဲ့အကြံဖတ်မှုတွေပေါ်ပေါက်နေပါလေ၅ဥရောပဖက်စစ်နဲ့အာရှဖက်စစ်ဖက်စစ်စနစ်ဖြစ်ပေါ်လာပုံနဲ့ပေါ်ပြချက်တွေနှိုင်းရှင်ကြည့်မယ်ဆိုရင်ဥရောပနဲ့အာရှဂျပန်တူတာလည်းရှိမတူတာလည်းရှိပါတယ်တကယ်က1930တဝိုက်မှာဖက်စစ်အယူဆအာဘော်ဖက်စစ်အဖွဲ့အစည်းတွေဥရောပမှာနေရာအနှံ့ပေါ်ခဲ့တာပါအင်္ဂလန်လည်းမလွတ်ပါဘူးအမေရိကန်ပြည်တော်စုမှလည်းရှိတာပါပဲ။ ကိုယ့်အကျိုးစီးပွားကိုယ့်အမျိုးသားရေးအပေါ်မှာပဲအခြေခံကြလို့ရေရှည်အတူရှင်တွဲနေဖို့ခက်ခဲတဲ့ဝါဒဖြစ်ပါတယ်။ဟစ်လာကဖက်ဆစ်ဝါဒကိုအသုံးပြုပြီးမူလလမ်းထွင်ခဲ့သူမူဆိုလီနီကိုဩဇာလွှမ်းကျိုးဆွဲပါတယ်။နောက်မှဂျပန်ကိုကူးဆက်သွားတာပါ။ဥရောပမှာစီးပွားရေးနိုင်ငံရေးအကျက်တဲတွေကြောင့်ဖက်ဆစ်ဝါဒပေါ်ပေါက်လာရတာဖြစ်ပြီးဂျပန်ကတော့စစ်ဝါဒကနေကူးပြောင်းသွားတာဖြစ်ပါတယ်။ပေါ်လာတဲ့အခါမှာလည်း ကိုယ်နိုင်ငံသမိုင်းနဲ့မတူပွဲပြားတဲ့အခြေအနေမတူတဲ့အကျိုးစီးပွားတွေကြောင့်မတူတဲ့ကြွေးကြော်သံတွေရှိပါတယ်။အီတလီမှာဆောင်ပုတ်လုပ်ထားတဲ့မူဆိုလီနီ အမြဲတမ်းမှန်တယ်ဆိုတဲ့ကြွေးကြော်သံကိုဟစ်တလာကဂရုမစိုက်ပါဘူး။ဂျပန်မှာတော့ဂျပန်ဧကရာဇ်ရဲ့အင်ပါယာတိုးချက်ရေးပဲကြွေးကြော်ပါလေ။ဂျာမနီနာဇီတွေကဆိုဗီယက်ယူနီယံကို1941ကတည်းကအနောက်ဘက်ကနေတိုက်နေပါတယ်။အောင်ပွဲတွေလည်းရနေပါတယ်။ဒါပေမဲ့ ဂျပန်ဖက်စစ်တွေကအရှိတ်ဘက်ကနေဝင်မတိုက်ပါဘူးတိုက်ရင်နယ်မြေတွေအများကြီးရနိုင်ပါတယ်ဒါပေမဲ့ရမဲ့နယ်မြေကစိုက်ဘေးရီးယားလိုဒေသကြီးဖြစ်နေတယ်အရှိတ်တောင်အာရှမှာကတယန်ဇာတတွေပေါ်ကြွယ်ယုံမကအင်္ဂလိပ်ပြင်သစ် Dutch နဲ့ချဲသမားတွေတူးဖော်ရယူနေပါတယ်အဲ့လိုခူးပြီးခတ်ပြီးကိုပဲဝင်နိုင်ပါတယ်မိမိဂျိုးစီးပွားကိုပဲပဓာနာထားပါတယ်ဂျပန်ကသာအရှိတ်ကဝင်တိုက်ရင် ဆိုဗီယက်ယူနီယံမရှိမလခံရပါမယ်။ဒါပေမဲ့အကျိုးအမြတ်အလုံးဂျာမနီကပဲရသွားမှာဖြစ်လို့ဂျပန်ကလုံးဝမတက်ခဲ့ပါ။တောင်ဘက်ကိုပဲတိုးခဲ့ပါတယ်။အင်္ဂလန်မှာလေဘာဝန်ကြီးဟောင်းမော့စလီခေါင်းဆောင်တဲ့ဗြိတိရှားယူနီယံ1931 1939ဖက်ဆက်လှုပ်ရှားမှုက စီမိုက်ဂျူးအာရဗ်ဆန့်ကျင်ရေးနဲ့ဗြိတိရှားဒဏ္ဍာရီအကျိုးစီးပွားကိစ္စပဲအာရုံစိုက်ပါတယ်။ဒါပေမဲ့ ူတို့ချင်းချင်းတူကြတာတွေအများအဖြစ်ပြည်တွင်းချင်းမှာကတော့များမှများပါသူတို့တွေဟာနိုင်ငံရေးမီရှူမီးပန်းတွေလွတ်ပြီးမိမိသက်ဆိုင်ရာလဝကြီးအုပ်ရေးရှင်စနစ်ကို ကိုးစားပြုကြသူတွေကြီးပါပဲတကဘာလုံးကိုနယ်မြေဒေသအသီးသီးကိုအစိမ့်စိမ့်ပိုင်းကကြံရပါတွေနဲ့တွဲပြီးခွဲဝေကြတာဗိုလ်ကြဖို့လောက်ကြတာမှတူကြတယ်တမျိုးသားလုံးအန်ရယ်ကို ကာကွယ်ဖို့နဲ့တမျိုးသားလုံးကြောက်သေးမကြအောင်ကဲတင်ဖို့ ကိုကိုကိုကယ်တင်ရှင် guide ဖမ်းကြတာမှာတူကြတယ်။အစွန်ရောက်မျိုးသားရေးဝါရရှော်ဘင်ဝါရကြွေးကြတာစစ်တပ်ကတစတစနိုင်ငံရေးတဲ့ဝင်းပါလာတာဒါမှမဟုတ် အာဏာရှင်ရဲ့တလက်ကင်စစ်တပ်ဖြစ်သွားတာပါလီမန်ဒီမိုကရေစီကိုလက်မခံကြတာပြည်သူကိုဒီမိုကရေစီမပေးကြတာတွေမှာ တူကြတယ်။ရှေးယိုးစွဲလူလူတစိမ့်တစ်ပိုင်းကိုဆွဲဆောင်နိုင်ဖို့ဗရေတရစ် ဧကရစ်စတဲ့သူတွေကိုရုပ်ပြဖြစ်အသုံးချကြတာမှလည်းဆင်တူရတယ်။ဒါပြင်ကွန်မြူနစ်တွေနဲ့တိုးတက်တဲ့သူတွေကိုဆိုးဆိုးဝါးဝါနှိပ်ကွက်ရမှာတူရတယ်။ကို့အကျိုးစီးပွားပုံပဲ့လာပြီးဆိုရင်ကမ္ဘာအဖွဲ့အစည်းများကိုဆန့်ကျင်ဖို့လိုအပ်လာရင်နှုတ်ထွက်ဖို့ဝင်မလေးကြတာမှလည်းတူရတယ်။၆စစ်တားစီးရေးနဲ့ကမ္ဘာငြိမ်းချမ်းရေးကျွန်တော်တို့ကွန်မြူနစ်တွေဟာဖောက်ပြန်တဲ့စစ်ကိုဆန့်ကျင်သူတွေဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကိုလိုလားသူတွေဖြစ်ပါတယ်။နောက်ပြီးဖက်စစ်စနစ်ကိုယုံမုန်းသူတွေထဲမှာရှေ့တန်းရောက်ခဲ့သူတွေပါ။ဒါကြောင့်လဲကမ္ဘာပြည်သူတွေနဲ့လက်တွဲပြီးဖက်စစ်စနစ်ကိုတိုက်ဖြတ်ခဲ့ကြပါတယ်။ဒါပြင်ကျွန်တော်တို့တွေဟာကမ္ဘာငြိမ်းချမ်းရေးကိုထိမ့်သိမ်းလိုသူတွေဖြစ်ပါတယ်။ကမ္ဘာပြည်သူတွေနဲ့အတူကမ္ဘာငြိမ်းချမ်းရေးလှုပ်ရှားမှုတွေပါပါဝင်ခဲ့ကြတယ်။ယနေ့အထိတတိယကမ္ဘာစစ်ကိုတားထားနိုင်ကြပါတယ်။ဒုတိယကမ္ဘာစစ်ပြီးသွားပေမဲ့ ဖက်စစ်စနစ်ကိုတခါတည်းမြေမြုပ်တကြိုးပစ်နိုင်ခဲ့တာမဟုတ်ပါကဘာပေါ်မှာလဝကြီးအုပ်ရင်းရှင်စနစ်ရှိနေရင်နယ်ချဲစနစ်ရှိနေရင်ဖက်စစ်အန်ဒီယဆိုတာအချိန်မရွေးပေါ်နိုင်ပါတယ်အထူးသဖြင့်ကဘာအရင်းရှင်စနစ်မှာအထွေထွေအကျက်တဲကြီးစီးပွားရေးနိုင်ငံရေးမှာပေါ်ရင်ဖက်စစ်စနစ်ပေါ်ရပါတယ်ယနေ့ကဘာအခြေအနေဟာတကဘာလုံးဆိုင်ရာကဘာမှုပြုခြင်းအရင်းရှင်သီအိုရီတွေနဲ့အာဘော်တွေဖန်တီးနေခြင်းဖြစ်ပါတယ် ကပအခင်းကျင်းသည့်အတွက်ခြေလန်းတွေ ပြင်းနေခြင်းဆင်းရဲချမ်းသာကြွားချမှုကြီးမားနေတဲ့အချိန်ဖြစ်ပါတယ်။တအပြင်ဖက်စစ်ဝါဒရေကန်မြေကန်အမျိုးသားရေးဝါဒတွေခေါင်းထောင်ထနေတာလဲသတိပြုရမယ်။တမိုင်းမှာစစ်တပ်ကလာတဲ့ဖက်စစ်တွေဟစ်တလာဖရန်ကိုဂျပန်ဒါမှမဟုတ်စစ်တပ်ကိုတလက်ကင်လှုပ်ထားနိုင်တဲ့ဖက်စစ်မူဆိုလင်နီပေါ်တူဂီကဆလာဇာတွေကြီးတွေ့ရပါတယ်။ဒါကြောင့်လဲလူတို့ကို စစ်တပ်လိုသဘောထားကြတယ်တသွေးတတန်တမိတ်တထမ်းပြီးလိုက်လာခိုင်းခဲ့တယ်ဒီနေ့ဗမာစစ်တပ်ကတော့ဘယ်လိုအမျိုးအစားစစ်တပ်လဲကွန်မြူနတီကတော့ဖက်စစ်စနစ်နဲ့သူ့ရဲ့အကြံရုပ်ကိုဘယ်တုန်းကမှခေါင်းငုံမခံခဲ့တယ်လို့အခုလဲခေါင်းငုံခံကြမှာမဟုတ်ပါပြည်တွင်းပြည်ပဖက်စစ်စနစ်မှန်သမျှဆန့်ကျင်ကြစစ်အာဏာရှင်စနစ်ကိုတိုက်ဖြတ်ကြ